နည်းနည်းခင်းစောပဲဒီနေ့ဒီတကယ်ချင်းဆိုပြီးထွက်ထားတယ်။အဲဒီတကယ်ချင်းငါ့ကိုပဲဆိုတာပါဗောနော်။အဓိကတော့ဟိုသူများကလည်းစိတ်ကွာပေးနေတဲ့ကိုကိုကိုလည်းခွာပေးတဲ့ချင်းလေးပါပဲ။ဟိုလူတွေလည်းစိတ်တွေကပြင်းပန်းကြတဲ့အခါလွမ်းနေရတာ စင်ပြေကျမပြေမှာပေါ့နော်အဲ့တော့ဒီခါကျရင်အဲ့လိုမျိုးအဲခွာပေးတာမျိုးမဟုတ်ရင်တော့မှပဲချစ်စရာကောင်းတဲ့ချစ်တဲ့ပြီးတော့တဘာဝကိုတဘာဝဆန်တဲ့တဘာအတဘာဝကိုခံစားနိုင်တဲ့အဲ့လိုချင်းလေးတွေတန်းနေကျင်တယ်ဆိုရယ်စိတ်တော့ရှိပါတယ်အကောရိုဒါဟိုအဗန်ဟိုဖက်ခါစားအချိန်ပေါ့နော်တော့ဆက်ချောက်အဲ့ပတိုင်းကမှခစ်စားခဲ့တဲ့ဒီဟိုလက်မှတ်ထိုးတဲ့အဲ promotion show ပုံစံမျိုးလေးခံစားရတာပေါ့အဲ့တော့နင်းနီခင်စောကဒါအမြဲတမ်းကိုရော အသက်တာငယ်တာအများနဲ့အထူးယူရတဲ့လေးစားတဲ့ဂီတနဲ့ပတ်သက်ရင်သူဘိုင်ဘလေးအများနဲ့တွေးတောစဉ်းစားနေတဲ့သူတယောက်ဖြစ်တဲ့အတွက်ဒီလိုဘိုင်ဘလေးကိုဒီနေ့ကစောလုံးချင်တယ်ဆိုပေမဲ့ကိုရောပါအတူတူခံစားရတဲ့အတွက်ပေါ့နော်ဒီကစောကျေးဇူးတင်ပါတယ်အာဒီနေ့ပွဲလေးကဒီနေ့စပြောခဲ့ရပါမယ်ဒီခွေလေးဆိုလည်းသူပြင်ဆင်နေတာကြားလိုက်တယ်ကြားလိုက်ပြီးချိန်မှလည်းသူအောင်ရလို့ဖြစ်နေတယ်ဆိုတာဒီနေ့ပြောရချင်တာတော့ဒီလိုလေး ဆိုပဲအနေနဲ့အဲ့ဒီအရပဲဟိုဒီနေ့သူဆိုဖို့လဲ report လေးလောက်ပါကျွန်တော်လည်းဘာမှမဖြစ်ဘူး support လုပ်ပေးချင်တာ။အဲဒီဆင်းရဲကို official ထွက်တာလေ။ဟိုငွေကြေးဆိုပြီးတော့နော်။ငွေကြေးဆိုပြီးတော့ထွက်တာလေ။အဲဒီငွေကြေး၅ရောက်ပဲဆိုတာပါဗောနော်။အဓိကတော့ဟိုသူများကိုလည်းစိတ်ခွန်အားပေးနေကိုကိုကိုလည်းခွန်အားပေးတဲ့ချင်းလေးပါပဲ။အဲကိုလည်းအမှန်တမ်းပြောရင်စုကြုံနေမြင့်ဆိုရဲ တန်တွေလောကဒဏ်တွေကိုအတူတူခံစားနေရတဲ့လူပဲဆိုတော့ဒီစင်းလေးတွေကပြန်ပြီးတော့ခွန်အားပေးတဲ့အခါမှာဟိုတော့တနေရာအထောက်ပံ့လေးဖြစ်ပါစေဆိုပြီးတော့ကိုရိုးတွေဝိုင်းပြီးတော့ဆိုကြတာပေါ့နော်ဒီနေ့ကဲဆိုရဲ့ဒီနေ့ကဲဆိုရဲ့ idea လေးပေါ့နော်သူကစတာဒီစင်းလေးစပြီးကောင်းတယ်ပေါ့နော်အဲ့ဒါမိဆန်နေတော့အိမ်မှာပဲကိုရိုးတွေစုပြီးတော့တိုင်ပင်ပြီးတော့စင်းလေးကိုတိုက်ကြတယ်တိုက်တော့ဆိုတော့၅ယောက်ပြည့်နေတော့ယောက်ျားလေးလည်းပြည့်တယ်မိန်းကလေးလည်းပါနေတော့ key key ပေါ့နော် key အစ်စင်ပြောင်းကိုရိုးတွေတတ်နိုင်ဆုံးချိန်တယ်ပြီးတော့စားပိုက်လေးတွေခွဲတယ်ဘယ်သူမှမအောင်ဆိုလို့မျိုးလေးလုတ်ပြီးတော့ အဲဟိုဟာရိုက်ကွေးလေးပါလှုပ်ထားတယ်ရိုက်ကွေးလေးလှုပ်ပြီးတော့မှအဲ့လိုခွက်တာပေါ့နော်ခွက်တာတယ်ခွက်တာပြီးတော့မှဒီရွယ်ချက်ကတော့ခုနပြောသလိုဟိုဗလဲမိဘသားသမီးကိုအားပေးတာရှိတယ်ဆရာတပည့်ကိုအားပေးတာရှိတယ်အခုကကြတော့တငယ်ချင်းကတငယ်ချင်းကိုအားပေးတာပေါ့နော်ပေါ်ကြပို့ပြီးတော့ဆန်းသွားတာပေါ့နော်မိဆက်နေရတာအဲ့တမျိုးရတာပေါ့ဟုတ်ကဲ့ကိုရောကဟုတ်တယ်၃လေးကလောက်တော့ဆိုပြည့် ုံးချိန်၄ချိန်ပြောင်းဖြစ်နေတာဟုတ်နောက်ပိုင်းကတော့မရှိပါဘူးနောက်ပိုင်းကတော့နောက်နောက်ပိုင်းကတော့အကိုတို့ကစဉ်းစားလာတာတော့ဟိုအလွမ်းချင်းတွေများနေတော့လေအလွမ်းချင်းတွေများတဲ့အခါမှာဟိုလူတွေလည်းစိတ်တွေကပင်ပန်းကြတဲ့အခါလွမ်းနေရတာစင်ပြေကျမပြေမှာပေါ့နော်အဲ့တော့ဒီခါကျရင်အဲ့လိုမျိုးအဲခွာပေးတာမျိုးမဟုတ်ရင်တော့မှပဲချစ်စရာကောင်းတဲ့ချစ်တဲ့ပြီးတော့တဘာဝကိုတဘာဝဆန်တဲ့တဘာဝကိုခံစားနိုင်တဲ့အဲ့လိုသင်းလေးတွေတန်းနေကျင်နေဆိုတဲ့စိတ်တော့ရှိပါတယ်ဟုတ် ။နောက်တွဲကထွက်ဖို့အဟောင်းလေးတွေပဲရှိတယ်။အစ်စ်တော့ဆိုတာမရှိသေးဘူး။ยาวอะเปะอะเปะอะเปะเลยก็ไม่สิอะติดบอดอ่ะสิครับออดิโอเว้ยยัดถั่วมาเนี่ยเนาะยัดถั่วมาล้อใจเหรอครับยัดถั่วดีๆတော့มาเป็นเสียชูโจโจ้ยะตะเชิญเลยเว้ยเตี้ยออกเสียชูโจโจ้ยีไปได้เชิญเลยตะบုတ်กูโปรหมองทวานเนี่ยออกก็ส่งเลยปอนเนี่ยเลยเนี่ยเปลี่ยนสู่กู နေခင်စော်အတွက်လည်းဂုံယူတယ်ဝမ်းသာတယ်ပြီးတော့လို့ဟိုကိုတို့မစုံရတာကြာတဲ့မတွေ့ရကြာတဲ့အမှတ်တရတွေကို ပြန်ပြီးတော့တူးဆွသလိုခံစားရအတွက်လည်းရင်ထဲမှာဝမ်းနေသလိုခံစားရတယ်အဲပြီးတော့အနည်းဆုံးပေါ့ဒီချိန်ခါလေးမှာအကိုတို့အမှုပညာမောင်တော်တွေအပါဝင်ပေါ့နော်ဒီနေ့ကိုချစ်တဲ့ပရိသတ်တွေရောတချင်းချစ်တဲ့ပရိသတ်တွေရောခဏတစ်ပြုတ်လေးစုံရတဲ့အချိန်မှာခံစားနေရတဲ့ stress လေးတွေမှုလေးတွေကကိုတို့ဖြောပြမှုလေးတွေနဲ့အတူသွားတယ်ပျော်သွားတယ်ဆိုလို့ရှင်လဲဘာပဲပြောဒီနေ့အတွက်အဲတမိုးတမိုးထားတဲ့အချိန်လေးတစ်ခုဖြစ်တာပေါ့လေအဲ့လိုပဲယူဆပါတယ် ဒီကိစ္စက creative power ရန်ကောင်းတယ်ဟိုနေရကြတော့တင်စာသားထက်ဒီနိကေဇောရဲ့ခံနေလိုက်တဲ့အားကြောင့်သူတွေလွှမ်းမိုးခြင်းခံရတဲ့စင်တွေအများကြီးရှိနေကြတော့မှာအဲ့ power ဝင်ဆိုင်လာတာပေါ့နော်အဲ့ဒါကြောင့်ဒီ finish ကလည်းဒါ Nidian စေကပြောကြမလို့ကြိုက်ပြီးသားပဲ Nidian Nidian စေအားလုံးဝင်ဆိုင်ကလည်းအဲကြိုက်မယ်နှစ်သက်မယ်လို့ပြောတယ်ကြတော့ ဒီမှာလေးပြောပြတာခြေစုတင်တယ်ဒါပေမဲ့အခုတို့စူးစမ်းစူးစမ်းနေရသေးပါပဲတဝက်ချက်တွေကတော့အများနဲ့ရှိတယ်တဝက်ချက်တွေကတော့အများနဲ့ရှိပြီးတော့ဟိုကြံခွဲတက်လာတဲ့ဆိုရိုတွေမှတော့မဟုတ်ဘူးတော့အားလုံးရဲ့အိမ်မက်တွေကတူကြပါတယ်ဆိုရိုတယောက် professional စင်ကာတယောက်ဖြစ်နေတဲ့စင်ကာအဲဆိုစိတ်ရအတူတူပဲဆိုတော့ဟိုစူးစမ်းတဲ့လူတိုင်းအတွက်ပေါ့နော်ထိုက်တန်တဲ့ရလက်လေးတွေရလာတဲ့အသီးပွင့်တိုင်းတော့ခုအပီရီဖြစ်တယ်ဝိရိတာပွားတယ်ကြော်တယ်ကိုယ်အတွက်လည်းကိုယ်ဝမ်းသာပါတယ် အာ Phoenix ဆိုတဲ့အတိုင်းပေါ့နော် Phoenix ဆိုတာတက်ခဲမှုတွေပြန်ပန်းမှုတွေအဲနောက်ပြီးတော့ခြုံတွေ့ရပြီးမှရုံးထွက်ပြီးတော့မှတစ်ခါပြန်တန်းတဲ့ Sounding ငှက်လူမျိုးပဲပေါ့နော်အဲဒီအတိတ်မိတ်လေးတဲ့သူပေါ့နော်ဒီနေ့ကစောလဲစားတဲ့တို့ပြီးအောင်မြင်ပါစေသင်းလေးတို့နားထောင်တဲ့တယောက်ချင်းစီတိုင်းကလည်းဒီအတိတ်မိတ်လေးနဲ့အတူတူပေါ့ပြန်ပန်းမှုတွေခက်ခဲမှုတွေလုံးဝ Business ဆက်မှုတွေကိုအောင်မြင်တော့ဆက်နိုင်ပါလေလို့ဆန္ဒပြုပါတယ်ဆုတောင်း ആയിരമാണ്